ငါမသိငါစကမ်းမကြစေရဆိုပြီးတော့ကြုံဝါခဲ့တာဝင်နေကြုံဝကြုံဝထိုင်းနေအကုန်လုံးထွက်ပြေးရတယ်အခုကံကောင်းတော့ထိုင်းရထမင်းတွေဘာတွေကျွေးရေတွေဘာတွေတိုက်ပြီးတော့စုတ်ပြတ်နေတဲ့အဲ့ဒီကောင်တွေကိုကော့တောင်းကနေပြန်ပို့တယ်တဲ့နော်အခုထိုင်းနေထွက်ပြေးတဲ့ကောင်တွေကိုကော့တောင်းကပြန်ပို့တော့ပါဘူးအဲ့တော့လက်ရှိစစ်သားတွေဘဝလေမတိဟိုအိမ်ဒီမှာမွေးထားတဲ့ခွေးတွေကျွဲတွေနွားတွေအဆင်ပဲ ယင်နာစီယာကြီးအကောင်းပြောသူတို့ကတော့သူတို့ကိုသူတို့ဘလို့ငါတို့ဟာဘလို့အနေထားဘလို့ပုံစံဖြစ်နေလဲဘယ်ဘဝရောက်နေလဲလို့တွေးလာမတွေးလာတော့မသိဘူးကျွန်တော်တို့အမြင်ပြောရရင်ဘာတန်ဖိုးမှလည်းမရှိဘူးဟမ်လူတစုကောင်းဖို့အတွက်ကုန်းယုံအသေးခံလှုပ်ပေးနေတဲ့တလိမ့်ဆန်နေအဆင့်လောက်ပဲဖြစ်နေဟမ်ဟုတ်တယ်နော်ကိုရင်နွားနော်ရဲသူများအိမ်မှာဘာလို့လှုပ်လဲဟမ်သူများခြံထဲဝင်ပြေးသူများအိမ်ကဝိုင်းဖမ်းပေးတယ်မလားအဲအဲအဲ့ဒီပုံစံမပူမတူးတာတပုံစံနဲ့ပဲ เนาะအဲ့တော့ပြောနိုင်တယ်ဟိုသေဝါပြန်တော့လဲဘာမှတန်ဖိုးမရှိဒီသူကလည်းအာခွေးပတော့တည်တယ်ဟဲ့တော့ဒါတွေကလှုပ်ပြောနေကြတာမဟုတ်ဘူးကျွန်တော်တယောက်တည်းကျွန်တော်တို့အခု lobby ပေါ့အဲ့ကဲကျွန်တော်တို့ဆိုတော့ online lobby ပြောမှာကျွန်တော်တို့ online lobby တင်ပြောနေတဲ့စကားတွေမဟုတ်ဘူးเนาะဒါတွေကပကတိမြေပြင်မှာဖြစ်နေတဲ့အမှန်တရားတွေဟာဘယ်စကားသိရင်ဒီခွေးပတော့တည်တယ်ဟဲ့ဟာအဲ့လိုပြောတဲ့လူကလူနဲ့စစ်သားတည်လို့ဝမ်းနေတဲ့သူဘယ်ဟာများလဲဒါလက်တွေ့အမှန်တရား ညင်းလို့မရတဲ့အမှန်တရားတွေအလားအဲ့ဒါဆိုတော့စဉ်းစားကြည့်မင်းတို့အတွက်မင်းတို့ယင်မနာဘူးလားနော်အခုထပ်မေးပါမယ်2021မင်းအောင်လိုက်အာနာသိန်းတွေကနေအခု2025ဒီစစ်သားဘလောက်သိသွားပြီလဲဘလောက်ဒုက္ခိတဖြစ်သွားပြီလဲရန်သူကြီးမှာတုံမှန်းဖြစ်နေတာဘလောက်လဲမင်းတို့တီးရလားမတီးရဘူးနော်ကြည့်အဲ့ဒါအခုဘယ်နေစစ်မှုထမ်းဥပဒေဆိုပြီးတော့ပြောတယ်စစ်မှုထမ်းဥပဒေမှာပါတဲ့အပတ်စဉ်တစ်ကိုအိမ်ပြန်ဝင်ရပြီဆိုပြီးတော့ဝါဒဖြန့်တယ် ဘလူးမဝိုင်းဟားတော့တိုင်းပြည်တော်ဝိုင်းဟားတော့အခုပြန်ကြီးနေပြန်ပြီဝါရဖြန့်တာလေဒါတကယ်ပြန်ခိုင်းတာမှမဟုတ်တာဟိတကယ်ပြန်ခိုင်းနေဆိုရင်မင်းတို့စစ်အာလုံးမောင်စစ်မှုထမ်းအပတ်စဉ်တင်မှာအင်အားဘလောက်စုလိုက်တယ်နော်အဲ့ဒီအင်အားတွေကယောဂါကြောင့်ပေဝါတာဘယ်နှယောက်ရှိတယ်ရှေ့တန်းမှာကြဆုံးသွားတာဘယ်နှယောက်ရှိတယ်ရန်တို့လက်ထဲတုံမှန်းဖြစ်ဖန်းကန်ထိတာဘယ်နှယောက်ရှိတယ်ခြေပြက်လက်ပြက်ဒုက္ခိတဖြစ်တာဘယ်နှယောက်ရှိတယ်လက်ရှိတောင်းဝင်ထမ်းဆောင်နေတာဘယ်နှယောက်ရှိတယ်ပြန်လဲအိမ်ပြန်ဝင်ပေးတာဘယ်နှယောက်ရှိတယ်ဆိုတဲ့စရင် မင်းတို့စစ်မှုထမ်းတွေကိုကျင်ညာပေးလားကျင်ညာပေးလားစစ်သားတွေကိုကျင်ညာပေးလားအဲ့လားဖြေပဲနော်သူတို့စစ်တပ်မိသားစုတွေရပါလဲသူတို့အုပ်ကြီးအုပ်ကြီးတွေနဲ့ပတ်သက်ရပတ်သက်ကြောင်းအလိုက်ကောင်းတဲ့ကောင်တွေပါလဲ၄50ကောင်တော့စရင်ပါတာဒီ၄50ကောင်တော့အိမ်ပြန်ခိုင်းပြီးတော့အာအပတ်စဉ်တက်ကလူတွေအိမ်ပြန်ခွင့်ရပြီလို့လားပြောင်းလိမ့်တာနော်တကယ်ပြန်ခွင့်ရတာမပြန်ရလားဆိုတာအထက်မှကောင်တွေအတီးဆုံးအဲ့တော့ဒီဘဝတွေကမြင်မနာကြဘူးလား ်ပေဝါတော့လေတိုင်းပြည်အတွက်ဟာတိုင်းပြည်အတွက်အတက်ဆုံပြီးတော့အာစစ်သားကြီးဘလူကပေဝါတယ်ဟဲ့တိုင်းပြည်အတွက်အတက်ဆုံပြီးတော့ဘလူကပေဝါတယ်မင်းတို့ပြောခံထီလားအနောက်ဆုံးအလောင်းတော်မှာကောက်ခံထီတာပေဝါတဲ့အလောင်းတော်မှာကောက်ခွင့်ရတာအဲ့ဒါအဖြေပဲနော်အခုလည်းဒီမင်းအောင်နိုင်ကသူအာနာရဖို့အတွက်ပဲသူအသေးတန်လုပ်နေတာအောက်ချစ်စစ်သားဆိုတော့သူခေါင်းထဲတော့မထီဘူးမင်းတို့တွေကိုတတ်တမတမပြုတ်ဝိုင်းနောက်ထပ်တမလှုပ်ပြီးတိုက်ခိုင်းမယ်အဲ့တမပေဝါတဲ့ကောင်တွေသူခေါင်းထဲမှာတော့မရှိဘူး မင်းတို့ဘလောက်ပဲရွရွချွွန်ချွန်တိုက်ပါတယ်ပြောပြောမင်းအောင်နိုင်ခေါင်းထဲကိုအဲ့ဒီမင်းတို့ရွရွချွွန်တိုက်တဲ့ဆိုတဲ့ဟာလေးရဲ့အပုံတရားပုံတပုံဝင်လာသွေးခွဲတာမဟုတ်ဘူးနော်ပေါ်တင်ပြောတာဝင်လာမှားရင်ပြောအခုငါပြောတဲ့စကားတွေကမဟုတ်မမှန်တာကိုလောက်ကြံပြီးပြောနေတယ်ဆိုရင်ပြောမဝင်ပါဘူးမင်းအောင်နိုင်ခေါင်းထဲကိုအဲ့တော့မင်းအောင်နိုင်ဘာလို့တူအာနာယူဖို့အတွက်တူအာနာရဖို့အတွက်သူစူးစမ်းနေတာနော်အခုရွေးကောက်ပွဲကိုတက္ကသိုလ်ကျောင်းသူတွေကိုကြိုတင်မဲ့အတင်းပေးခိုင်းနေတယ်ကျွန်တော်ပြောမယ်တက္ကသိုလ်ကျောင်းသူတွေအနေနဲ့ ကိုမဲပေးခြင်းမှဖြစ်တာနော်အဲတခုရှိတယ်အတင်းအကျပ်မဲမပေးဘူးဖိအားပေးချင်းချောက်ဖမ်းဆီးမဲ့ဆိုရင်တော့ဒါကကိုကြိုက်ရအကုန်လုံးဝင်ဝိုင်းတယ်အကုန်အမှားချက်ချက်ကချက်ပြက်ကရတာပဲချင်းချင်းလေးနော်အဲ့တော့ကိုကိုအနေရတာကိုကြည့်ချောင်းဒီကောင်ကြီးကတော့သူတို့အာနာယူတော့ယူမှာပဲအခုဒီမှာမောတော်ကထွက်ပြေးတဲ့စစ်ခွေးတွေကိုထိုင်းရလက်ခံသမင်းကျွေးရေတိုက်ပြီးတော့မလုပ်လေအင်းအခုကော့တောင်းမှပြန်ဖို့လေအဲ့ကောင်ကြီးပြန်တိုက်အောင်မယ်ဒါကြောင့်မလို့ကျွန်တော်တို့ထွက်ပြေးခွင့်မပေးတင်ဘူးပြောတာအဲ့ဒါပြောတာအခုကော့တောင်းကပြန်ဖို့လား ဲ့ကောင်တွေကိုဟိုကမေးမှာမင်းတို့ထောင်ကြခံမလားရှေ့တန်းကိုပြန်တိုက်မလားဆိုဘသူကတော့ထောင်ထဲကိုတွားမလဲရှေ့တန်းတွားပြီးတိုက်မယ်ပြောတာပေါ့အော်ရှေ့တန်းရောက်ပြန်တော့လေအဲ့ထွက်ပြေးဝဲကောင်တွေအော်ငါတို့တွေကစကန်းတိန်ကန်ထိထားတယ်ဟဲ့နော်ရန်သူလာတိုက်ရင်တော့ငါတို့ဒီတခါလာလော်ရကူလက်နှချအလံပြူထောင်လိုက်မယ်ဆိုတာမရှိဘူးနော်မပင်မရှိခံပြေးအောင်မှပြစ်လို့အချိန်မကောင်းရင်ပြေးလို့ရရင်ပြေးမယ်ပြေးလို့မရရင်အာကျွန်တော်တို့တွေအမိတ်ပြေးလို့တိုက်ကြပါတယ်ဟာကြောက်ပါလားကျွန်တော်မပါပါဘူးအဲ့လိုလုံးမှာ ။ဒါကြောင့်မို့လို့အောက်မှာလုံနေတဲ့တိုင်အင်းတပ်ဖွဲ့မှာရှိတဲ့ရဲဘော်တွေနဲ့ကြည်ပါ။ဒီကောင်တွေလူစကားနားမလဲတဲ့ကောင်တွေကိုကျွန်တော်တို့ကလူလိုတရားဟောနေလို့မရဘူး။မေတ္တာတုံနဲ့ယွတ်လို့မရတဲ့ကောင်တွေကိုဘာလို့ကလဲတစ္ဆာဒုံနဲ့ရိုက်ခါတယ်။အဲ့တော့ကျွန်တော်တို့တွေဟာဒီလိုအလုပ်ကိုလုပ်ရင်ဒီလိုဖြစ်တယ်ဆိုတော့တို့ကောင်းကောင်းပြဖို့လိုတယ်။ဒါအရေးကြီးတယ်နော်။အခုတော့မှတရင်ကျွန်တော်ဖတ်ပြပါမယ်။မော်လုံမြို့တိုင်းတိုက်ပွဲမှာထိုင်းနိုင်ငံဘက်ခြမ်းထွက်ပြေးသွားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုကော့တောင်းဆက်လီဂိတ်ကနေတဆင့်ထိုင်းအာဏာပိုင်တွေကစစ်ကောင်စီထံပြန်လွှဲပေးလိုက်ပါတယ် ကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN နဲ့ပူးပေါင်းတပ်တွေရဲ့တိုက်ခိုက်မှုကြောင့်ထွက်ပြေးသွားတဲ့တရင်မှုနဲ့အဖွဲ့ကိုထိုင်းဘက်ကပြန်လွှဲပေးတယ်လို့စစ်တပ်ဝါဒဖြန့်ချီသူတွေကလူမှုကွန်ရက်မှာတင်နေကြတယ်လို့ကော့တောင်းမျိုးကဒရင်းမြစ်ကျိုးကလည်းအတီးပြုတ်ပါတယ်20လောက်ရှိတယ်ပြန်လွှဲပေးတာပြထွေအုပ်ရောစစ်တပ်ကရောကလာခေါ်တော်တယ်လို့မြို့ကန်တရင်းအင်းမြစ်ကပြောပါတယ်ထိုင်းမြန်မာနယ်စပ်ကုန်းတော်ရင်းမှာရေးပါတဲ့မောတောင်မျိုးကိုကရင်မျိုးသားလွတ်မြောက်ရေးတပ်မတော် KNN ဗမာပြည်သူလွတ်မြောက်ရေးတပ်မတော် BPLA FFD နဲ့ PDF ဘူပေါင်းတက်တွေကနိုဝင်ဘာလ14ရက်မှာတည်ယူခဲ့တာဖြစ်ပါတယ်။မြို့သိမ်းတိုက်ပွဲတွေမှာစစ်ကောင်စီတပ်ဖွဲ့ဝင်60ကျော်ဖမ်းမိခဲ့ပြီးနေဆက်ကိုဖျက်ပြီးထိုင်းနိုင်ငံဘက်ကို ထွက်ပြေးသွားသူတွေလည်းရှိပါတယ်။ထွက်ပြေးသွားတဲ့သူအရေအတွက်ကိုအတိမတိရသလိုလွှဲပြန်လွှဲရမှာတော့လူ20ဦးခန့်ပါဝင်တာကိုထွက်ပေါ်လာတဲ့ဓာတ်ပုံမှတ်တမ်းတွေမှာတွေ့ရပါတယ်။ ဖော်ပြစဉ်ကတနတ်တွေနဲ့လက်နက်ခဲယမ်းတွေကိုထိုင်းစစ်တပ်ကတင်းယူခဲ့တယ်လို့ထိုင်းသတင်းဌာနကဖော်ပြခဲ့ကြပါတယ်။အခုပြန်လွှဲပေးတာမှလက်နက်တွေပါမပါတော့မတိရသေးပါဘူး။စစ်ကောင်စီတပ်ဖွဲ့ဝင်ဟာမြန်မာတရုတ်နယ်စပ်အနီးမှာကချင်လွတ်လပ်ရေးတပ်မတော် KIA နဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမြောက်ပိုင်းမဟာမိတ်တွေနဲ့ဖြစ်ပွားတဲ့တိုက်ပွဲတွေမှာလည်းတရုတ်နိုင်ငံဘက်ကိုထွက်ပြေးခဲ့ဘူးပြီးတရုတ်ဘက်ကပြန်လွှဲပေးခဲ့ပါတယ်။ ။ဒါပြင် AA နဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲမှာဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကိုထွက်ပြေးသွားခဲ့ကြသလိုချင်းတော်နိုင်ငံတပ်တွေနဲ့ဖြစ်ပေါ်တဲ့တိုက်ပွဲမှာလည်းအိန္ဒိယနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြတဲ့ဖြစ်စဉ်တွေရှိခဲ့ပါတယ်။ရခိုင် KNA PDF တွေနဲ့ဖြစ်တဲ့တိုက်ပွဲတွေမှာလည်းထိုင်းနိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြဘူးပါတယ်ထွက်ပြေးတဲ့လူတွေကိုတက်ဆိုင်ရာနိုင်ငံတွေကစစ်ကောင်စီထံပြန်လွှဲပေးလိမ့်ရှိပါတယ်ငါမတင်ငါစကမ်းမကြစေရလို့ကြွေးကြော်ပြီးတကယ်တိုက်တော့ပြေးတာမှမုံနေတာပဲလို့တိတိကျကျနှစ်ခုစစ်စင်ရေးမှမြောက်ပိုင်းမဟာမိတ်တုံးပွဲ့ တဲ့အတူတိုက်ခဲ့ဘူးတဲ့ PDF ရဲဘော်တူကပြောပါလေကဲကြားတဲ့အတိုင်းပဲနော်သူတို့ပြောတဲ့ကလာကလာအော်တယ်အဲ့ဘင်္ဂလားဒေ့ရှ်အဲသူတို့ပဲအော်တာနော်ကလာကလာဆိုပြီးတော့အာဘာဖြစ်တာလို့ငါတို့ရိုးနဲ့စီယိုထိုးရမှာတကယ်တကယ်ဝင်တိုက်ချင်မယ်အဲ့ကလာတွေထဲထွက်ပြေးရဘူးလေသူတို့စစ်ခွေးတွေပဲဟမ်ချင်းနဲ့တိုက်တိုက်ပွဲတွေဖြစ်တယ်အိန္ဒိယနဲ့ဝင်ပြေးရဘူးလေသူတို့စစ်ခွေးတွေပဲဟုတ်ပဲမှတိုက်ပွဲဖြစ်တယ်တူတူကနှစ်ခွန်မှာတရုတ်ထဲဝင်ပြေးရဘူးလေသူတို့စစ်ခွေးတွေပဲနော်ဒီအောက်ဘက် နော်ထိုင်းနဲ့ဝင်ပြေးတာဘလူတွေသူတို့စစ်ခွေးတွေပဲနော်ဒါတော့မှအခြားအိန္ဒိယထပ်ပြီးထိစက်တဲ့နိုင်ငံတွေဟိုစခန်းတွေနဲ့နီးလို့ချင်းပြေးအောင်မအကုန်မပြေးဘူးတဲ့တိုင်းတွေမရှိတော့ဘူးဒါအောင်လဲသူတို့လော်ဘီတွေကလာအာမလေးအာချွေပါဘလို့ချတော့ဟိုစောက်ယူဟိုစောင်းလိစောင်းကန်းကြောင်တော်ကြောင်ကန်းနဲ့ဟိုပိုင်ရဲကိုဆိုရှိသေးတယ်ဟမ်ဘာဖြစ်လဲအဘိထုတာလည်းဘာဘယ်ဟိုဘိထုတာမိမေဟိုနေကိုဘိထုတာလားဟမ်ဘိထုလားမထုလားတော့မသိဘူးအကုန်လုံးပြေနှိမ့်မေ့လင်းရမှာဟမ်ဒီကောင်တွေဘာတွေပြောလို့ပြောမှုတဲ့တဲ့ သူတို့ကသူတို့လေယုတ်တိနေတော့တခါကြရင်လေကျွန်တော်တွေးတယ်ဟဲ့ငါပဲပြောတာမှားနေတာကိုကိုပြန်ပြီးတော့ဟိုမနေ့ကဆိုရင်မနေ့ကဆိုလို့ရှိရင်မင်းအောင်လှိုင်အာနာသိန်းတာကိုဥပဒေနဲ့ညီပါတယ်ဆိုပြီးတော့ဟိုစောက်ဘူးနာခင်းတဲ့ကောင်ပြောနေဒေါအောင်ဆန်းစုကြည်ကိုလက်မှတ်ထိုးမတတ်ဘူးတဲ့ဒေါအောင်ဆန်းစုကြည်ကိုလက်မှတ်ထိုးမတတ်ဘူးပြောရအောင်နော်ဘာသာစကားခုနှစ်မျိုးကိုကျွမ်းကျင်စွာပြောတတ်တယ် ဘွဲရတာအောက်စဖို့လိုမျိုးပညာကဘာကဘာကျော်တွေမွေးထုတ်တဲ့တက်ကတော်ကဘွဲကိုရထားတဲ့လူတယောက်ကိုလက်မှတ်ထိုးမတတ်ဘူးတဲ့ဟုတ်ကိုအောင်းတော်လေးတဲ့ကိုစဉ်းစားအောင်လေကွာမင်းတို့လိုဘာမှစောက်စစ်မရှိတဲ့ကောင်တော်မှအဲ့လိုမျိုးစကားဝင်ပြောလို့ရတယ်ဆိုရင်ငါတို့တဲ့အများကြီးအမြင့်ဘွားကနေနေခဲ့တဲ့သူတယောက်ဟာဘလို့နေမလဲမင်းအောင်နိုင်လို့စိတ်ရေးကြောင်းဖတ်မဟုတ်ဘူးတိလားလက်နဲ့ရှိလို့လူရဝင်တဲ့သူမဟုတ်ဘူးလက်နဲ့ဆိုတော့သူ့မှာအက်ချောင်းတော့မရှိဘူး အဲ့လိုလူတယောက်ကိုဘာဖြစ်လဲလက်မှတ်တော်ထိုးမတက်ဘူးဆိုပြီးဝါဒပြန့်နေတယ်။ဆိုအဲ့လိုဟာမျိုးကြတော့ကျွန်တော်တို့တွေခံပြောစရာမလိုတော့ဘူးလှုပ်ပေးလိုက်တော့တယ်အဲ့ဒေါ်လန်းစုကြီးကိုလက်မှတ်မထိုးတက်ဘူးပြောတဲ့ဗီဒီယိုဖိုင်ကိုကျွန်တော်တို့ယူလာပြီးဟိုပြောပြောကြတယ်မပြောနိုင်တဲ့ဘာအဲ့ဒီအဆင့်ကိုကျွန်တော်တို့ပြောစရာမလိုတော့ဘူးအဲ့လောက်ဆိုရင်ကျွန်တော်တို့ကတအားလွန်ကဲတဲ့အဆင့်ကြီးရောက်သွားပြီနော်ကျွန်တော်တို့ပြောတယ်ဆိုတော့ခင်ဗျားကပြောသလို level တလူဖြစ်နေမှပြောလို့ရတယ်ဒီလောက်ထိရောက်နေတဲ့ဟာကိုကျွန်တော်တို့ပြောပြရင်ကိုပါအယူဖြစ်တော့မယ်ဒေါ်အောင်ဆန်းစုကြီးကိုလက်မှတ်မထိုးတက်ဘူးပြောတဲ့စကားကိုလူတွေကြားရပြောလိုက်ရင်ယုံမလား ကျွန်တော်ကတော့လူလိုအတိတ်တည်းရှိတဲ့လူမှန်းများတူပဲပဲဖြစ်ကိုပဲပဲဖြစ်ဘယ်သူမှမယုံဘူးလို့ကျွန်တော်ယုံကြည်တယ်အဲ့ဒီအတွက်ဒီစကားကိုကျွန်တော်ပြန်ပြီးတော့ခြေပိုက်ပြီးပြောနေစရာမလိုပြောတဲ့ကောင်သာတန်ဖို့မဲ့တာဟုတ်တယ်နော်ရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ပြောချင်တာက lobby တွေ lobby တွေဆိုတာက lobby မှာပေါ့အခုအဲ့တိရုပ်ထုပ်ပြေးတာ lobby ပါလားအိန္ဒိယနဲ့ပြေးတာ lobby ပါလားထိုင်းနဲ့ပြေးတာ lobby ပါလားဘင်္ဂလားဒေ့ရှ်နဲ့ပြေးတာအဲ့ဘောမှ lobby တွေပါလားမပါဘူးသူတို့ရှေ့တန်းမှတိုက်တာဘောမှ lobby တွေပါလားမပါဘူးသူတို့ဘယ်မှမပါတာမဟုတ်ဘူး ရှေ့တန်းမပြောနဲ့တောင်းတောင်းလမ်းနေတော့တွားရဲတာမဟုတ်ဘူးတွားလို့ရှိရင်အခုကြော်စိုးဦးလို့ကြော်မျိုးမင်းတို့ငပောက်လို့တွားဆိုတော့စစ်တပ်ကိုဖင်ရက်ပြီးတော့အဲ့စစ်တပ်ကပေးတဲ့လုံခြုံရေးနဲ့တွားရတာရဲရပေးတဲ့အပြူခွေးတွေရဲခွေးတွေစစ်ခွေးတွေနဲ့အဲ့ဒီလုံခြုံရေးနဲ့တို့တွားရတာတို့ကတို့ရက်တီရဲတဲ့ကောင်တွေမဟုတ်ဘူးဆိုတော့သူတို့တွေကတော့မြောက်ပေးမှာပေါ့သူတို့တေတယ်မှမဟုတ်တာငပောက်ဆိုကြည့်ပါလားဘောပြင်းဦးလေးကြောင်နေမှာသူ့ရွာတော့သူမပြန်ရဲဘူးဟမ်အဲ့ငပောက်ဟမ်ဘောနေကျွန်တော်ကပေါက်ကတော့လို့ပြောလို့ ဆရာတော်မင်းတုံညာနာမည်ပေးထားတယ်တဲ့ဟိုနေ့ကမှလူပြောက်ကလာလို့ပြောဆရာတော်ပေးထားတဲ့ဒေါက်တာဆရာဝန်လာတော့ကျွန်တော်ပြောတယ်ဆရာတော်မင်းတုံညာပေးထားတာငပောက်ကိုပောက်ကုန်းတော့မခေါ်ဘူးတဲ့ပောက်ငနွားလို့ခေါ်တယ်တဲ့အဲပောက်ငနွားကိုမေးကြည့်ပါတဲ့ကိုယ့်ရွာကိုပြန်ရဲလားလို့ဟမ်ငပောက်အဲ့ငပောက်ငနွားပြည်ဦးလူစစ်တပ်ကြောင်တွေကစောက်ခေါင်းတွေကအော်နေတာရွာတော်ပြန်မရဲဘူးဆိုတော့တကယ်ပြောရင်သူတို့တွေကသူတို့အသက်မသေးလို့မပါလောက်တာလေမြောက်ပေးနေတာစစ်သားတွေကိုအသေးခံခိုင်းနေတာရဲတွေကိုအသေးခံခိုင်းနေတာ တကယ်တကယ်တိုက်ခံသီးလို့ပင်စစ်သားတွေရဲတွေဒုက္ခိတဖြစ်တာစစ်သားတွေရဲတွေဘဝတွေပြက်တာအဲ့ဒီစစ်သားမိသားစုရဲမိသားစုလော်ဘီမိသားစုမဟုတ်ဘူးအဲ့တော့ဒီကောင်တွေမြောက်ပေးတယ်ဆိုတာစဉ်းစားကြည့်ဘာကြောင့်မလို့မင်းတို့စစ်တပ်တို့ရဲလို့ပြောချင်တာကမင်းတို့ခေါင်းထဲမှာအုံနောက်ရှိတယ်စဉ်းစားကြပြီးတော့မင်းတို့ဘဝတွေပေးဆက်နေတာတန်ကြလားဆိုတာနော်အဲ့ဒီအောက်တန်းစားလော်ဘီတွေသူတို့မထိတ်ကြိုက်တိုင်းမြောက်ပေးတဲ့ဟောင်းလိုက်လုပ်မယ်ဆိုတော့လောက်ကြတိလားဒီတော်လိုင်းရင်းရလားမင်းတို့ ကြုံခဲ့တယ်လို့88လုံးမျိုးလွန်လွန်နဲ့ B1 မဲ့တော်လိုင်းမဟုတ်ဘူးဆိုတာခလေးတောင်တိနေပြီနော်အဲ့ဒါကိုဘာရှိသေးတယ်ဘာတော်လိုင်း B1 ဆိုတော့ကောင်းရှိသေးတယ်ဟမ်อ่าตะแกสောက်ยูดิกว่าตะแกตะแกไม่ตื้อหูหว่าอ่ะတော့ตอนไลน์ปีว่าเลยဆိုပြီးအမီးကိုပြီးအိတ်နေလိုက်ကြတိတာငါတို့ကတော့ငါတို့တိုင်းပြီးတွေ့အကောင်းဆုံးဖြစ်အောင်ဆက်လုပ်มาပဲ